ဟယ်လိုအားလုံးပဲမိကြော်ပါ United Show ကနေကြိုဆိုပါရစေ။နီးပြဖြစ်သူ Amoring ကတော့ကျွန်တော်တို့ဒီနေ့ညချင်းပိုင်းကစားမေတာဘီဘောင်နဲ့ပွဲစဉ်တွေပွဲကြိုတင်းစားရှင်းလင်းပွဲတွေကျွန်တော်တို့လုပ်ခဲ့တယ်ပေါ့လေ။ဒီထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အတင်းတိုက်စစ်နဲ့ပတ်သက်လို့เนาะကျွန်တော်မိထားတာတွေကျွန်တော်ရှိတယ်ဘီဘောင်နဲ့ပတ်သက်ပြီးတော့ပြောထားတာတွေလည်းကျွန်တော်ရှိတယ်။ဆိုတော့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ရဲ့တန်ရာပြဿနာတွေကြုံနေရတဲ့ Ahmed Diallo နဲ့ Delay ပေါ့လေ။သူကတော့ပြောထားတယ် Ahmed Diallo နဲ့ Delay က ဒီဘယ်လိုပြောဘီဘာအိုနဲ့ပထမအကြုံမှာတော့ပါပြီးတော့ကစားဖို့မရှိဘူးပေါ့နော်အတင်းရဲ့လူစင်းထဲမှာတော့ကျွန်တော်အရန်ကုန်ကနေတော့ပါလာနိုင်တယ်ဒါပေမဲ့လို့ပွဲထွက်လူစင်းထဲမှာပါပြီးတော့ကစားတာမျိုးတွေမြင်ရဖို့မရှိဘူးဆိုပြီးတော့ကျွန်တော်သူပြောထားတယ်ဆိုတော့ဒါကတင်းကောင်းမှာကျွန်တော်ဒီမတိုင်ခင်မှာလည်းဒီ page မှာတင်ထားသလိုပဲပေါ့နော် ကစားမားတွေလေ့ကျင့်ခန်းဆင်းနေတဲ့ပုံတွေကစားမားတွေစပိန်ကိုထွက်ခွာဖို့ကြိုတည်အပြင်ဆင်နေတဲ့ပုံတွေမှာအာမက်ဒီယာလိုတို့လိုကစားမားတွေဒီလစ်တို့လိုကစားမားတွေကိုကျွန်တော်မြင်ရတယ်ပေါ့နော်လေ့ကျင့်ခန်း training session video တွေမှာလည်းအာမက်ဒီယာလိုတို့လိုကစားမားတွေကိုကျွန်တော်မြင်ရတယ်ဆိုတော့ဆိုတော့အတင်းရဲ့ကျွန်တော်တို့အနေနဲ့ဒီအချိန်ဒီမှာအာမက်တို့လူကိုအ ਨੇ သုံးတော့ဒုတိယကြော့မှာတော့ပြန်ပြီးတော့ကစားနိုင်မယ့်အချိန်ဒီမျိုးပါပွဲထွက်ကစားလာဖို့မရှိဘူးလို့ပဲသူပြောထားတယ်ဒုတိယပိုင်းမှာပါမလာဘူးလို့သူပြောမထားဘူး ော်ဆိုတော့ဒါအပြင် injury ကနေပြီးတော့တက်တာလာတာ block မှမကြသေးတဲ့ player တွေဆိုတော့ဒုတိယပိုင်းမှာလည်းပွဲကစားပွင့်ရလာဖို့တော့တိတ်မျောလင်းကြတော့ထားလို့တော့မရဘူးပေါ့လေဆိုတော့တေချာဘောက်ကတော့ဒုတိယဒုတိယကြော့ဆိုရင်တော့ကျွန်တော်တို့ကမျောလင်းချက်အများကြီးရှိတဲ့ပုံစံမျိုးပါဆိုတော့အာမန့်နဲ့ဒီလေးကတော့ပြီးပါအောင်နဲ့ပွဲစဉ်အသင်းရဲ့လူစင်းနဲ့ပါလာနိုင်တယ်ဆိုပြီးတော့သူပြောထားတယ်ဆိုတော့ကျွန်တော်တို့ရဲ့လက်ရှိအခက်အခဲကြီးကြုံတွေ့နေရတဲ့ဒီယာဒီကို ယူရိုပါလိအောင်မြင်မှုကပေါ့နော်ဒါပြောင်းလဲပြေးနိုင်မယ်လို့ထင်လားပေါ့ဒီနေရာမှာနီးပြားကတော့လက်ရှိမှာကျွန်တော်တို့ရဲ့တိုင်ပက်နေပါတယ်စူးဝါနေပါတယ်ဆိုတဲ့ຢာဒီကိုဘယ်အရာကမှပေါ့နော်ဟိုကဲတင်နိုင်မယ်ဆိုပြီးတော့တော့သူကတော့မဆူလို့ဘူးပေါ့ဒါပေမဲ့လို့ဒါဟာမတူညီတဲ့ပြိုင်ပွဲတစ်ခုဖြစ်တယ်ပေါ့ယူရိုပါလိဆိုတာပေါ့နော်အဲအကယ်လို့မြန်ယူရိုပါလိရလိုက်မယ်ဆိုလို့ရှိရင် ကြီးမားတဲ့အပြောင်းအပြောင်းလဲတွေတော့မှကျွန်တော်တို့ဖြစ်သွားနိုင်တယ်ပေါ့နော်ဟိုချန်ပီယံလိမှာပါဝင်ခွင့်ရတာမျိုးတွေကျွန်တော်တို့ဖြစ်သွားမယ်ပြီးလို့ရှိရင်အဲနွေရာသီအပြောင်းရွှေ့မှာလည်းကလတ်အသင်းအတွက်အများကြီးပြောင်းလဲသွားစီနိုင်တဲ့အရာတွေကျွန်တော်တို့ရှိရဲဆိုပြီးတော့ပြောထားတယ်ဒါကတော့ကျွန်တော်တို့အမြဲတမ်းပြောနေကြပဲဗျာနော်ဒီ Europa League ဖလားရတာကအတင်းရဲ့ခက်ခဲနေတဲ့အရာတွေကိုဘယ်တော့ဒီပြင်ဆင်ပြီးနိုင်မလဲလို့ဘာလို့ဒါတော့တဲ့အထူးခြားကြီးမဟုတ်တော့ဘူးဒီနေရာမှာဟို Min Sporting Lisbon မှာတော့ငါပေါ့နော် Vitor Gil Cristo လိုမျိုး ဟိုတိုက်စစ်မှုနဲ့အလုတ်တွဲလှုပ်လှုပ်ခဲ့ရတယ်ပေါ့နော်တကယ်လည်းပဲမြင်သဘောကျခဲ့တယ်ဆို United မှာကောအဲ့ဒါလိုလှုပ်ချင်သလားပေါ့ပြောချင်တာကတော့ပြ Gucres နဲ့တင်းနေပါလိတားထွက်ထားတာဆိုတဲ့အခါကျတော့ Gucres နဲ့ United မှာလက်တွဲပြီးအလုတ်လှုပ်ချင်သလားဆိုတဲ့ပုံစံမျိုးပဲဒီနေရာမှာနီးပြကတော့တိုက်စစ်မှုတွေတိုးတက်လာအောင်လုပ်ဖို့ကပေါ့နော်လက်ရှိမှာကျွန်တော်တို့ဒီအာယုံစုဆိုင်ထားတဲ့အရာကတော့ရှင်းပါတယ်ပေါ့နော်အတင်းမှာရှိတဲ့ကစားမားတွေကိုပူပြီးတော့ကောင်းမွန်တိုးတက်အောင်ကူညီပေးဖို့ပဲပေါ့နော် Resmans ကနောက်ဆုံးပွဲစဉ်မှာအတင်းတွေတကူးသွင်းနိုင်ခဲ့တယ် ဂျိုဂျူဝါဇစ်စီတို့เนาะချီတို့အိုဘီမာဒီနိုမာရောကိုစီမာမတူညီတဲ့အည်သွေးတွေကိုစီရှိကြတယ်ပေါ့နော်ဆိုတော့ရှိပြီးသားကစားသမားတွေကိုပဲကျွန်တော်တို့ကတိုးတက်အောင်လုပ်ဖို့အာရုံစိုက်ထားရတယ်ဒီလိုတိုးတက်ဖို့အတွက်လည်းကျွန်တော်တို့ကစားပုံတွေအသင်းလိုက်ကစားပုံတွေเนาะဒါအပြင်ကျွန်တော်တို့တွေတဆင်ချင်းသွားတဲ့ပုံစံတွေမှာဟိုဖိဖိချင်းနဲ့ကျွန်တော်တိုးတက်အောင်လှုပ်ဆောင်နိုင်မှာကျွန်တော်တို့ရမှာပေါ့နော်အသင်းလိုက်ကောင်းလာပြီဆိုမှကစားသမားတွေကိုကျွန်တော်တို့အနေနဲ့ဒါကူညီခွင့်ရမယ်ပေါ့တိုက်စစ်မှုတွေကိုသွင်းနိုင်အောင်ကူညီပေးနိုင်တဲ့တကယ်တည်ငြိမ်တဲ့ ဒီဘယ်လိုပြောမလဲဒီညနေကအတင်းဖြစ်ဖို့ကျွန်တော်တို့ကြိုးပမ်းပါဘောနော်အဲ့ဒါလိုအတင်းဖြစ်လာဖို့တော့ကလည်းလက်ရှိအခြေအနေနဲ့ဆိုလို့ရှင်ကျွန်တော်အများကြီးလူသေးတယ်အတင်းမှာအတွင်းကိုနေနေနေတယ်အဲ့ဒါကပဲကျွန်တော်တို့ရဲ့အမှတ်တွေကိုနောက်ပိုင်းနေမှာဆုံးရှုံးနေရတာဖြစ်တယ်ပေါ့ဆိုတော့ तू ကတော့ဗျာဘယ်လိုပြောမလဲဒီတိုက်စစ်မှုအတင်းခေါ်ဖို့ဘာညာဆိုတာကို तू အဲ့လောက်ကြည့်ဒီမဟာဘူးပေါ့နော်အာကျွန်တော်ထင်တာတော့လက်ရှိရှိနေတဲ့ကစားမားတွေနဲ့သူသွားနေရသေးတယ်အပြောင်းရွှေ့ရသေးလည်းမဟုတ်ဘူးဒါအပြင်အရေးကြီးတဲ့ပွဲစဉ်တွေလည်းရှေ့မှာလာနေတယ်ဆိုတော့ ကစားမားတွေကိုအာယုံပြအာယုံဘူးရောမလို့သွေပြမသွားအောင်သူလုပ်တဲ့သဘောမျိုးပါပဲအဓိကတော့ကျွန်တော်တို့မှာပူကောင်းတဲ့တိုက်စစ်မှုတယောက်လိုတယ်ဆိုတာကျွန်တော်တို့တွေတိတ်ပြီးတော့မေးခွန်းထုတ်စရာတော့မရှိဘူးဗျာနောက်ဆိုတော့အစ်မမတိုးတက်မှုလိုနေတိုင်းအများကြီးပါခုနကပြောသလိုပဲအစ်မကဂိုးသွင်းကောင်းတဲ့ကစားမားရှိတယ်ဟေ့ဆိုရင်တော့မှ chance creator ကရှိအောင်မှနောက်ကျွန်တော်တို့အခွင့်အရေးဖန်တီးမှုဘာမှမရှိဘဲနဲ့ကျွန်တော်တို့အချိန်ကြီးမကောင်းဘူး နော်ကိုကတပွဲဦးတော့၃ချိန်လောက်တော့အခွင့်အရေးဖန်တီးပါတယ်။ဒါပေမဲ့လို့ဗောနော်သူများကိုပြန်ပြီးနေရတဲ့အခွင့်အရေးကလည်း၉ချိန်လောက်ရှိရဆိုလို့ချင်းတေချာပေါက်ကတော့ကျွန်တော်တို့အဲ့ဒီပွဲကနိုင်မှုမရှိဘူး။ဂျမ်မူကလည်းကျွန်တော်ရှိသေးတာဗောနော်။ဒါကြောင့်နောက်တန်းကွင်းလေတိုက်စစ်အကုန်လုံးကကောင်းနေမှာကျန်တဲ့တဦးချင်းလေးကိုကျွန်တော်တို့တိုးတက်လာအောင်ကူညီပေးဖို့ကအဆင်ပြေမှာဗျာ။ဒါကြောင့်လက်ရှိနီးပြားကတော့ဒါကိုသူပြောထားတယ်ဗောနော်။အဲဒါအပြင်လက်ရှိဗောနော်ကစားမတွေက PR တွေပေါ်ခံနိုင်ရှိလားဗော။ဒါအပြင်ခံနိုင်မရှိဘူးလို့ထင်လားဗောနော်။ ဟိုဘာလို့လဲဆိုတော့အတိုင်းအတာတစ်ခုဒီအချင်းကြီးကောင်းနေတယ်ဆိုတဲ့အနေထားမျိုးတွေကနေထင်သလိုဖြစ်မလာလို့ရှင်အကုန်လုံးကပြာတဲလေးဖြစ်သွားတာပေါ့ဒီနေရာမှာသူတို့ကတော့နီးပြားကတော့ပြောထားတယ်ကျွန်တော်တို့အသိမှရှိတဲ့ကစားမအများစုကပေါ့နော်အစင်းင်းဖြစ်နေပြီဒါအပြင်အများစုကလည်းနိုင်ငံ့လက်ရွေးစင်ကစားမတွေဖြစ်တယ်ပေါ့ဒီရာသီရဲ့အခြေအနေကတော့ဗတ်ပေါင်းစုံမားကိုရှုပ်ထွေးနေတော့သူတို့ကိုကြည့်ပဲအပြစ်တင်မှုကတော့ခင်းင်းနေပေါ့နော်ဒါကိုကျွန်တော်တို့အနေနဲ့ပြည်တနာတစ်ခုလို့တော့သူမမြင်ထားဘူးပေါ့ စားမားတွေကတော့ဒါပွဲမတိုင်ခင်မှာဆိုလို့ရှိရင်ဒါစိတ်လှုပ်ရှားကြတယ်ပြီးလို့ရှိရင်အနိုင်ရဖို့အတွက်လည်းစွန်းဆောင်နိုင်တဲ့အရေးချင်းတွေရှိသလိုအနိုင်ရလိုတဲ့စိတ်တွေလည်းရှိကြတယ်ပေါ့ဗျာဆိုတော့အသင်းမှာလည်းဘလိုပြောမလို့အတင်းရဲ့ပုံစံကလည်း dynamic ကဘလိုပြောပြောင်းလဲသွားနိုင်စွမ်းရှိတယ်။နောက်ရာသီမှာဆိုလို့ရှိရင် champion league ဝင်ခွင့်ရသည်ဖြစ်စီမရသည်ဖြစ်စီပေါ့နော်။အဲဒီထက်ပို့ပြီးတော့အဆင်ပြေသွားမှာပါဆိုပြီးတော့နီးပြားကတော့သူကတော့ပြောထားတယ် အဲဘာကြောင့်လဲဘာကိုကြည့်ပြီးပြောလဲတော့သူမသိဘူးပေါ့နော်အတင်းမှာကစားသမားတွေအပြောင်းလဲမလုပ်မချင်းအတင်းမှာတူးတက်တဲ့ကစားသမားတွေပူကောင်းတဲ့ကစားသမားတွေမခေါ်မချင်းကတော့နောက်ရသည်မှာလဲသိတယ်မလားတူးတက်လာမယ်လို့တော့ကျွန်တော်အများကြီးမထင်ဘူးနော်ဆိုတော့ဒါကိုနီးပြပြောင်းလဲပြနိုင်မှုတော့မျှော်လင့်ရတာပေါ့လေအခုကအတင်းမှာရှိတဲ့ကစားသမားတွေရဲ့ခြေစွမ်းနေကိုကရှိတဲ့ဘွဲခြေစွမ်းတစ်မျိုးနောက်တစ်ဘွဲခြေစွမ်းတစ်မျိုးနဲ့တိုင်ပတ်နေတာ အများစုကတော်တော်ကိုတိုင်ပတ်တဲ့အချိန်ဒီမျိုးကိုတိုးတက်အောင်တိုးတက်လာတာမျိုးလဲဘယ်ကစားမှစီကံမအများကြီးမတွေ့ရဘူး။နော်ကျွန်တော်တို့တိုးတက်လာဖို့မပြောနဲ့သူတို့မှရှိတဲ့ level လေးတစ်ခုရှိဖို့ကိုပဲမြင်ရတယ်ဟိုဘယ်လိုပြောမလဲလုံးဝမမြင်ရတာကြာပြီဗျာအဲ့လောက်ကြီးတိုင်ပတ်နေတာကိုအတင်းကနော်ဆိုတော့ဘီဘာဝင်နဲ့ပတ်သက်ပြီးတော့သူပြောထားတယ်ပေါ့နော်အဲလက်ရှိကျွန်တော်ရှင်းပြရမယ့်ဘီဘာဝင်နဲ့ပတ်သက်ပြီးတော့ ဟိုဘီဘာအိုဟာလက်ရှိပေါ့နော်လာလီဂါမှာအသင်းကောင်းတစ်သင်းဖြစ်တယ်ပေါ့နော်စပိန်စပိန်အသင်းတစ်သင်းအနေနဲ့စပြီးတော့စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်တောင်မှစပိန်အသင်းတွေဟာအမြဲတမ်း aggressive ဖြစ်တယ်1 on 1 duels တွေမှာသူတို့ကအမြဲတမ်းနှိပါအနိုင်ရတဲ့အသင်းဖြစ်တယ်ပေါ့နော်။ဒါအပြင်သူတို့အနေနဲ့ပွဲတစ်ပွဲကိုစာလောင်စိတ်အပြည့်နဲ့ကစားတတ်တဲ့အသင်းမျိုးဖြစ်တယ်ပေါ့။တဝူးချင်းကြော်ဖြတ်မှုတွေမှာ dribbling တွေမှာအရင်ကောင်းတဲ့ Nico Williams လိုကစားသမားမျိုးလည်းသူတို့မှာရှိနေတယ်။ဆိုတော့ဒါကြောင့်ပေါ့နော်စပိန်မှာ ပြီးပါဦးကလက်ရှိအကောင်းဆုံးခံစစ်ကိုလည်းသူတို့ပိုင်ဆိုင်ထားတယ်ပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့မှလည်းပြဂိုးတွေကတိတ်မသွင်းနိုင်ဘူးဆိုတဲ့အခါကျတော့ကိုရီတို့ကခက်ခဲမဲ့ပွဲတွေဖြစ်လာအောင်မှာတော့တည်ကြရဲပေါ့နော်ဆိုတော့သူတို့မှကောင်းတဲ့ချက်တွေတော့အများကြီးရှိနေတယ်ပြီးပါဦးမှာမကောင်းတဲ့ချက်တွေကိုလည်းကျွန်တော်ပြောဖို့အစီအစဉ်မရှိဘူးပေါ့ဗျာပွဲစမှာကိုပဲမိနစ်20မိနစ်30လောက်မှာကိုပဲပရိသတ်တွေရဲ့တည်တယ်မလားသူတို့အိမ်ဝင်းမှာဆိုတော့ပရိသတ်တွေရဲ့အားပေးမှုတွေကိုအတုံးချပြီးတော့သူတို့အနေနဲ့ပေါ့နော်ပုံစံကောင်းတစ်ခုရအောင်သူတို့ကစားတာမျိုးမြင်ကောင်းမြင်ရနိုင်တယ်ပေါ့နော် အဲပရိသတ်တွေရအပိမှုတွေကိုအသုံးချလိုက်မယ်ဆိုပြီးသူမြင်ထားတယ်ပေါ့ဗျာဒါထားပါเนาะမနေ့ပြန်ပွဲမှာထားပါတော့ဒီညပွဲမှာအပြောင်းလဲလုပ်မလားဆိုတာနဲ့ပတ်သက်ပြီးတော့သူကတော့ high pressing သွားဖို့ရှိတယ်လို့တော့သူပြောထားတယ်ဆိုတော့စပိန်အသင်းတွေကို high pressing သွားဖို့ကတော်တော်ကို risk ဖြစ်တယ်ဘာလို့လဲဆိုတော့စပိန်တွေကဘောလုံးကပြပြလို့ one touch ကစားတာတအားကောင်းတယ်တိုင်ပတ်နေပါတယ်ဆိုတဲ့အသင်းတွေတောင်မှအနည်းဆုံးတော့ဒီကစားကွက်တိဆောက်တာတွေပါတယ်မှာတော်တော်ကောင်းနေတယ်မှာပါတယ်နောက်တစ်ခုကဒါအမြင်နေပေါ့နော်ဒါအပြင် aggressive ဖြစ်တယ်ဆိုတာမျိုးတွေက အသင်းတွေတော်တော်ကိုတိုင်ပက်တဲ့ရာပိုဆိုးတာကဘီဘာဝခန့်စစ်ကောင်းတယ်သူပြောသလိုပဲလက်ရှိဘီဘာဝကအဆင့်လေးလာလီကာအဆင့်လေးမှာရှိနေတဲ့နေထာမှာဟိုခန့်စစ်ကောင်းနေတဲ့ကတခုပြသည်လားဆိုတော့ပြိုင်ဘက်ကခန့်စစ်ကောင်းတာရယ်ကိုရီးယားတိုက်စစ်ညံ့တာရယ်နေကတော့ဘလူမြင်းသွားပြီးတော့ကျွန်တော်တို့နေနေပေါ့နော်ဟိုကစားကြမလဲတော့မသိဘူးတေချာတာတခုကတော့ဒီပွဲကပထမအကြော်ဒီမှာနော်ဂိုးရရင်တော့မှနှစ်သိန်းပေါင်းလို့နှစ်ဂိုးပြေးပါမလားပဲဒီလားနော်ကိုရီးဘက်ကလည်းတိတ်ပြီးတော့မျောလင်းစရာမရှိဘူးကို နော်တိုက်စစ်မှာကဂိုးရီရဖို့ယုံကင်နေရတယ်ပြီးရင်ဘီဘာအိုကွင်းမှာဘီဘာအိုကခံစစ်လဲမှာတယ်ဆိုတော့ United အတွက်တော့ဗျာကျွန်တော်တို့ဒီ twin ဂိုးရီပါလေအကယ်လို့ twin နိုင်တော့မှတကူးထက်ပိုလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ဘီဘာအိုတို့ဘာလို့ကိုပေါ့နော်ဂိုးမ twin နေအောင်ကျွန်တော်တို့လုပ်ဖို့လိုတယ်ကျွန်တော်ကတော့ဒီခန်းစားချက်ကောင်းနေတော့ရှိနေတာပဲဘာကြောင့်လဲတော့မသိဘူးနော်ညကြိုင်ဘလို့ဖြစ်လာမလို့ကျွန်တော်ကြည့်ရမှာပဲဆိုတော့ Euro အနေနဲ့ရောဘလို့မြင်ရလဲဒါကတော့နီးပြဒါ Amorin က press conference မှာပြောသွားတဲ့အကြောင်းအရာတွေပေါ့လေဆိုတော့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်